皆さんこんにちは。アロメミングラバーシン、ハローオンライン、テクニックサービスコアに、ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့တိချက်က N5 level ခန်းကြီးရဲ့ unit 2ကိုဆက်လက်တင်ကြပြီးမှာဖြစ်ပါတယ်။အရင် unit 1နှုန်းကတိချက်ပြောခဲ့တဲ့ခန်းကြီးတွေဆိုတာဘာလဲ။ခန်းကြီးတွေအတန်ထွက်ခန်းကြီးတွေကိုဘယ်နေရာမှာသုံးလဲဘယ်လိုသုံးလဲသုံးပုံသုံးနည်းတွေရောဘာလဲ။ခန်းကြီးတွေကိုအာပေါ့နော်ဘယ်လိုခွဲခြားထားလဲခန်းကြီးဘယ်နှမျိုးရှိလဲစသဖြင့်တိချက်ပြောပြခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုမကြည့်ခင် unit 1လေးကိုအရင်ဆုံးကြည့်ဖို့ပြောချင်ပါတယ်။အဲဆိုဒီဗီဒီယို unit 2မှာတော့ teacher ကခန်းကြီးဆိုတာကိုတော့ဒီပေါ်ရင်းရင်းအဲတင်ရင်းနဲ့တော့ပြောသွားမယ်။ဒါပေမဲ့တက်တက်ကြီးရောတကယ်ပြန်ပြောမနေတော့ဘူး။အဲဒီတင်ငန်းစာအတစ်ကိုပဲတကယ်သွားမယ်။အဲ့တော့အမ် unit 1ကိုမကြည့်ရသေးဘူးဆိုရင် unit 1ကြီးမှနားလေးမှဖြစ်တဲ့အတွက် unit 1ကိုတော့ကြည့်ပေးပါ။အဲဆိုဒီ teacher ရစာမယ်နော်။ So ဒီခါမှာတော့ဘောနော် teacher က အဲအလုံးကိုဒီအရင်းနဲ့ပေါ့နော်ဒီ share တင်ပေးဖို့ဆက်ကူထားပါတယ်ဒီပေါ့နော်စောက်အုပ်လေးနဲ့ပေါ့နော်အဲ့စောက်လေးရတော့ဒီဂျပန်စာခန်ကြီးလေးလာရဲ့နေရာမှာတော်တော်လေးဟိုမှာနာမည်ကြီးရဲ့စောက်အုပ်လို့ပြောလို့ရပါတယ်သူအဲ rating နေနဲ့လည်းအများကြီးရရှိတဲ့စောက်ပေါ့နော်ကြည့်လိုက်မယ် အဒါလေးပေါ့နော်ဒါလေးကတော့ n5 အဲပေါ့နော်နီခွန်ကိုခန့်ကြီးချန်တဲ့စာအုပ်လေးပါဆိုတော့ဒီမှာပေါ့နော်ခန့်ကြီးတွေကိုသူက n4 n4 level n5 level ဆိုပြီးပေးထားရယ်နံပါတ်တီချာကတော့ဒီ level မှာ n5 တွက်ပဲတီချာဒီအဲတီချာလေးတင်ကြပြီးမယ်ပေါ့နော်ဒီ n4 တွက်ကတော့ဒီ programmer မပါသေးပါဘူး okay အဲဆိုရင်တော့တီချာကိုကြည့်ကြမယ်နော်အဲဆိုတော့တီချာတို့ဒီမှာအေးဆုံးကြည့်ကြမယ် ဒီမှာ part 1ပေါ့နော် part 1မှာဆိုရင် teacher တို့ကဒီခန်းအမ်ဖိုင်ရဲ့ခန်းကြီးပေါ့နော်သူ့မှာဆိုရင်ဒီမှာ lesson 1ရှိမယ် lesson 2 lesson 3 lesson 4 lesson 5 lesson 6 lesson 7 lesson 8 lesson 9 lesson 10 lesson 11ဆိုပြီးတော့ရှိပါမယ်ပေါ့နော်အာဒီ part 2ကတော့ တက်တက်ပေါ့နော်အဲ့ဒါပြီးကြမှရှင်းမယ်ဆိုတော့ဒီမှာပေါ့နော်ပထမဆုံးတီချေရိုလက်ဆင်ပေါ့နော်တက်စီမယ်ဒါလေးကတော့တီချေရိုဒီအညွန်းနေပေါ့နော် introduction နေဖြစ်တဲ့အတွက်တီချေရိုမကြည့်တော့ပါဘူးဒါလေးကိုကြည့်မယ်ပေါ့နော် तू ကတော့ဒီ Korean စာလေးတည်းနည်းနည်းပါရေပေါ့နော် तू Korean verb နဲ့ဖြစ်မယ်ဆိုတော့ဒီမှာဆို part 1ကိုတီချေရိုအရင်ဆုံးစတင်သင်ကြပါမယ် part 1မှာဆိုရင် am five challenge ခံကြည့်ရဲအစားအထဲကအလုံး130ကိုသင်ကြားမှာဖြစ်ပါတယ် အဲတီချဲပြောခဲ့တယ်နော်အဲ့ဒါမို့လို့တီချဲကလေအာအရင်တော့ကတီချဲပြောခဲ့တဲ့ဟာကိုချီးလို့ချီးရပြောတာဆိုတော့လေဒီခန့်ကြီးအလုံး130ရှိတာ n4 မှာဘယ်လောက်ရှိလဲ n3 မှာဘယ်လောက်ရှိလဲ n2 မှာဘယ်လောက်ရှိလဲ n1 မှာဘယ်လောက်ရှိလဲဆိုတာကိုတီချဲပြောပြထားတာကအရှိဗီဒီယိုမှာနော် Okay. So M5 မှာ130ရှိတယ်။ Lesson 1ကနေ Lesson 11ထိရှိပါတယ်။ Okay, အဲ့ဒါဆိုတီချယ်တို့စပြီးတော့လေ့လာကြည့်ကြမယ်နော်။ ကဲ part 1ကိုအရင်ဆုံးလေ့လာကြည့်ပါမယ်ဒီမှာဆို unit 11ပေါ့เนาะသူကတော့ဒီ unit တစ်ခုချင်းစီတိုင်းမှာခန်းကြီးကတော့အဲ10လုံးပေါ့เนาะရေပုံအားဖြင့်10လုံးတော့ teacher ကိုတွေ့ရတယ်ဒါပေမဲ့ပေါ့เนาะ teacher က10လုံးဆိုရင်တတိနေနေပေါ့เนาะ10လုံးဆိုအရင်များသွားနိုင်တယ်အဲ့ဒါကြောင့် teacher ကတော့တရက်ကို9လုံးပဲ target ထားပြီးတော့သင်ကြားပေးပါမယ်ပေါ့နော်၅လုံးမယ်၂ရက်ဆို၁လုံးပေါ့နော်အဲ၅၀၅၀အဲ့လိုတော့မှာပေါ့ကဲအဲ့ဒါဆိုရင်ကြည့်ရမယ်နော် โอเคอ่ะดิเชอันนูเตยเลยคัตตาลิอยู่ไล่ไปมาเนาะสอทีนี้ดิเชโรเต็มมาก็รอเลสซั่น1มาดีล่ะเอเลสซั่น1เลสซั่น1ตีจ้ามั้ย စောင်းရကောင်းတဲ့ချက်ကဒီမျက်မျက်လားပုံလေးရနေဆိုအရမ်းမတ်လွယ်ရယ်စာလေးလည်းရေးပေးထားရဟုတ်တယ်နော်ဆိုကြည့်ကြမယ်တတိချက်ဒီ ठी ကိုပိုင်းပြီးတော့ဒီရေဒီနေ့တင် जा ပေးမယ်ငါးလုံးပဲပေါ့နော်တရက်ကငါးလုံးဖြည်းဖြည်းလေးပဲတော့ပါမယ်ဆက်ခါကျတော့ရေကြည့်ကြမယ်နော်ပထမဆုံးအလုံးလေးတွေ့လား Okay တချက်ဒီဘက်မှာဆွန်းချက်မယ်ဟာလို့နော် Okay ဆွန်းချက်လေးရအချက်ပြချင်းအဲ့တချက် try ကြည့်အောင်နော်ခဏလေးစောင့်ဘုံမပေးရအောင် annotate okay what about bye Okay. So mm. Now. ဖေးဆိုဒီတိုင်းပဲကြည့်ရမယ်နော်ဆိုတော့ဒါလေးကယာမယာမဆိုတာကတော့ဒီဘေးမှာရေးပြပါမယ်ယာမဆိုတာဘာလဲဒီကြလားစာမတင်ရတဲ့စာမီးနေပြီဟုတ်လား ဆရာပါเนาะယာမဆိုတာကဒါကတော့တီရှယ်ရူရောမကြီးနဲ့ရေးတာဒါပေမဲ့တီရှယ်ရူကအမှတ်တက်ခါမှာရောမကြီးနဲ့လောမမတ်ပါဘူးဒီလိုမျိုးအီရာကရနဲ့ပဲမှတ်ပါမယ်ပေါ့เนาะယာမယာမဆိုရဲ့အဓိပ္ပာယ်ကတော့တီရှယ်ရူအာတီရှယ်မောင်တိန်လေဒီလားတောင်တက်တက်တဲ့မောင်တိန်အင်းတောင်လို့အဓိပ္ပာယ်ရပါတယ်ယာမဆိုရဲ့အဓိပ္ပာယ်ကတော့တောင်ဖြစ်ပါတယ်ပေါ့เนาะ sorry ဥပဒေအောက် โอเคโอเคปั๊มเดียวเนาะทีแค่อาชีพเอาเปลี่ยนตัวไปมั้ยเซฟมาปูเนี่ยโอเคงาล้อมไม่ต้องมา EC เลยปอนเนาะเชียร์โตจามั้ยตัวเราดีมาส่วนประถมาต้องเมสเสจดีแค่เนาะอืมมาจิมั้ยดียามาส่วนปုံนี้ปอนเนาะดีปုံนี้โอปี้เนี่ยอติเสกก็ปะบามั้ยโอปี้เนาะအသေးစိတ်ပြောပြပေးမယ်။ယာမဆိုတာဘာလဲဆိုရင်ယာမဆိုတာက mountain ကိုခေါ်တာဖြစ်ပါတယ်။ mountain ပေါ့နော်။အဲဒီပေါ်တော့သူကကျတော့ ယာမယာမဆိုတာကဒီချေရူကဒါကခွန်ယုံမိအတန်ထွက်နော်ယာမဆိုတာက ခွန်ယုံမိအတန်ထွက်ဒီချေရူပြောရမယ်ဆိုဒါမှအဲဆမ်းမှဒီချေရူဘာတန်ထွက်လဲဆိုရင်အွန်ယုံမိပေါ့နော်အခုချေပြောနော်အခုအတန်ထွက်ဒီပါလာပြီဆိုတော့အဲ unit 1ကိုမကြည့်ရသေးဘူးဆိုတော့ဒီမှာနားမလဲတော့ဘူးကိုကလည်း unit 2ကိုကြော်လာမိတယ် unit 1ပြန်သွားပါအသေးစိတ်ကိုဒီချေရှင်းပြပေးထားပါတယ်โอเคနော် စတချေဒါကိုကြည့်လိုက်ကြမယ်။ဘာလို့ချေကြည့်ခါနားလဲဆိုတော့อืมဒီอ่ะပေါ့เนาะဒီမှာတီချေတို့ဒီအချောင်းကို အသေးစိတ်တီချေတို့ပါပါတယ်။အဲ့တော့ကြောင့်မလို့ပေါ့เนาะအအသေးစိတ်ပါရဲဆိုတဲ့ခါကျတော့ဒီစကလုံးလေးကသူကပေါ့เนาะယာမလို့အတိတ်ပဲရတယ်။ Okay ယာလားအလုံးရမယ်ထင်ပါတယ်เนาะတီချေတို့ယာမလို့အတိတ်ပဲရပါတယ်။ ကြတော့လေဒီခန့်ချီရတိုင်းကအွန်ယိုမီနဲ့ခွန်ယိုမီဆိုပြီးတော့အတန်ထွက်နှမျိုးရှိရယ်အဲဘာနှမျိုးလဲတကယ်ပြန်လေးပြလိုက်မယ်နော်ခဏလေးဒီချက်ကိုပန်လေးလောက်မယ်โอเคဘာသာစကားလေးလာတဲ့အခါမှာပေါ့နော်စိတ်ရှိဖို့လိုပါတယ်သိမရှိဘူးဆိုရင်တော့ဘာမှမရပါဘူးအဲ့တော့စိတ်ရှိကြပါโอเคဒီချက် ထက်တယ်လဲလဲအရှင်းကြားနေမှာဖြစ်ပါတယ်တခုမရသေးမဲနဲ့ဒီချေအဲ့လိုတခုမတက်ဘူးပေါ့နော်တခုရပြီးတော့ဒီချေခံစားမှချေအစ်စ်တခုတက်ပါမယ်ဒါအားကြောင့်ဗီဒီယိုနဲ့တင်ရတာဆိုအဲနည်းနည်းပေါ့နော်နားမလည်ဘူးဆိုရင်ထပ်ခါတခါပြန်ကြည့်ပြီးတော့လုပ်ပါမယ်ဆိုတော့နံပါတ်1ခန့်ကြီးအနေနဲ့ဒီချေတို့ယာမဆိုတဲ့စကားလုံးလေးကိုအရင်ပြောမယ်ယာမပေါ့နော်ခန့်ကြီးမှာအွန်ယိုမီနဲ့ခွန်ယိုမီဆိုပြီးတော့ဒီချေတို့နှစ်မျိုးရှိတယ် အွန်နဲ့ခွန်ပေါ့နော်ချစ်တို့ကောက်လေးပြေးလိုက်မယ်။အွန်ယိုမီနဲ့ခွန်ယိုမီဆိုပြီးအတန်ထွက်ကနှစ်မျိုးရှိရယ်။သူတို့ကဘာကွာလဲဆိုတော့ဒီအွန်ယိုမီအွန်ယိုမီဆိုတာကတော့သူကပေါ့နော်တရုတ်နိုင်ငံကနေစဉ်သက်လာတဲ့တရုတ်အတန်ထွက်တွေဖြစ်တယ်။ခွန်ယိုမီဆိုတာကတော့ဂျပန်အတန်ထွက်တွေဖြစ်ပါတယ်။အဲ့ဒီကြာဒီနှစ်ခုရဲ့အကြောင်းတော့ဒီချက် unit 1မှာအသေးစိတ်ရှင်းပြပေးထားတာဖြစ်ပါတယ်။မကြည့်ရသေးဘူးဆိုရင်သွားပြီးရကြည့်ပြပါ။ ဒီခဏခဏပြောနေရတော့မထင်ပါနဲ့ဒီ share ဒါရင်ဒီမှာဆက်ပြီးတော့သွားလို့အဆင်ပြေမှာမလို့ပါ okay ဆိုပြန်ကြည့်ကြမယ်နော်အဲ့လိုရှိတယ်အရင်ကမှာပေါ့နော်ဒီမှာဆိုဒီမှာနော်ဒီမှာဒီဇာတ်လေးကိုကြည့်လိုက်ဒီမှာဖြစ်တယ်ဒီဇာတ်လေးအလုံးစွန်းချက်ပြခြင်းတော့ဒါပေမဲ့စွန်းကိုဘယ်လိုချက်ရမလဲဒီချက်မသိအရမ်းလို့ဒီခံပြီးတော့ကြည့်ပြကြပါရှင် okay ဆိုတော့တရှိရတော့ကြမယ်နော် ချက်ပထမဆုံးနေနဲ့ဒါကတော့တချေတို့ဒီယာမလို့ခေါ်တယ်ယာမဒီယာမကဆိုရင်ဒီချက်တည်းကြမနော်ယာမဆိုတာကသူကခွန်ယုံမိအတန်ထွက်ပါခွန်ယုံမိအတန်ထွက်ပါစမ်းငါကြတော့ဒီချေတို့အွန်ယုံမိအတန်ထွက်ပါဒါမနော်ယာမဆိုတာကခွန်ယုံမိအွန်ဆိုတာကအွန်ယုံမိ ဟုတ်ယူမီခေဂျပန်တန်နဲ့အဲတရုတ်တန်အဲ့လိုကွဲသွားတာပေါ့နော်ခွန်ယူမီအွန်ယူမီအနကုမာဆိုရင်ခွန်အခွန်ယူမီနဲ့ဆိုရင်ဒီချေတို့ယာမားလို့အတန်ထွက်တယ်အွန်ယူမီနဲ့ဆိုဘလန်ဘယ်လိုအတန်ထွက်မလဲဒီချေဒီဘက်မှာရေးချင်မယ်အဲ့ဒီကကြည့်မမြင်ရမှာဆိုလို့ကဲဒါလေးကဘာလေးလဲစာမေးပါဘီ basis level တော့ဒီလူတွေကတိထားပြီးပြီးတော့ဒီချေယူဆပါတယ်ဘာလို့ဆို basis မတိပဲနဲ့ဒီချေကိုခန်းကြီးကိုကြော်ခွာလာလို့မရအောင်เนาะ basis ကရီအောင်တထားပါမယ်ဒါလေးကကြတော့ဒီချေကိုဒါပါလေးလေ okay ဖြစ်နေအောင်ဖြီးပါဒါပါလေးလေ okay ဒါလေးမတိသေးဘူးဆိုရင်ဒီစကောင်းနေရဘာမှလည်းမတိဘူးဆိုရင်အဲ basis တင်နေစာလေးကိုပြန်ကြည့်ပြီးမနော်ဒီချေတင်ပေးထားရဲ့အပိုင်း20အထိဒီချေတင်ပေးထားရဲ့เนาะအဲဒါကြည့်ပြီးပါဆိုတော့ဒါလေးကတော့သူက10ဖြစ်ပါတယ် မရမချင်းနဲ့လည်းတစ်ချက်ကြီးပြပေးပါမယ်။ဆဲပေါ့နော်။ဒါလေးကသူကအွန်ဖြစ်ပါတယ်။အဲအွန်ဆိုတော့ဆဲရဲ့အွန်ရဲ့ပေါင်းရင်အဲကိုအွန်ပြောင်း and အတန်ကိုပြောင်းဆဲကိုအွန်ပြောင်းနော်။ဆဲမြန်မာလိုပြရည်တာနော်ခက်တယ်မြန်မာလိုတော့မမှန်နေပေါ့နော်ဒီရတာကဒီမတိရတူကြီးပါမှာဆိုလို့ချင်းကြီးပြရအောင်ဆိုတော့ sand sand ဆိုတာကတော့ဒီချေတို့ ဒီပေါ်တော့အွန်ယိုမီနဲ့တောင်ကိုပြောတာဖြစ်ပါတယ် MOU ပေါ့နော်တောင်ဖြစ်ပါတယ်ဆိုတော့ဒီအွန်ယိုမီနဲ့ဆိုရင်သူကိုဆန်းလို့ခေါ်တယ်ခွန်ယိုမီနဲ့ဆိုရင်တော့ဒီချေတို့ဘယ်လိုခေါ်လဲဆိုရင်ယာမနဲ့ခေါ်ပါတယ်ကြားမနော်ယာမဘယ်လိုကြီးလဲဒါလေးရအောင်နော်ဒီချိန်ဆိုတော့သိတယ်မှာပြီးလုံးဝအလုတ်ကိုရနေရမယ်ဟီယာကနာကြီးက ဒီ level မှာဆိုရင်ပေါ့နော်ဘယ်လိုဆိုတော့ဒီ n5 ခန်းကြီးတက်နေဆိုတော့ n5 ပါအဲ့သူလေးရှိမယ်ဒါမှမဟုတ် n5 လေးပြောမတင်ရသေးပဲနဲ့ business speaker နဲ့တင်တဲ့သူလေးရှိမယ်ပေါ့နော် okay so teacher ro ask ဆိုရင်ဒါကတော့ teacher ro ဒီ mountain ပေါ့နော် mountain ကိုပြောတာဖြစ်ပါတယ်အဥပမာပေါ့နော် teacher ဒီပါဆိုရင်အေးယာမပေါ့နော်ဒီလိုစကုံးလေးဆိုရင်တန်တရမယ်ယာမတောင်းနော်ယာမတောင်းတော့တခါအဲပေါ့နော်ဒီကားကြတော့ဒီပေါ့နော် ဥမာတီချေဥပမာလေးဒီမှာသူကနှစ်ခုပြထားတယ်ပေါ့နော်တီချေအပေါ်အားဒါလေးရှင်းပေးမယ်ပေါ့နော်ဆိုတော့တီချေတို့ဒါပါလေးလေဖို့ဒါပါလေရှိတတန်တယ်နော်ကြီးဖို့ကြီးဖို့ကြီးဆိုပါလေတည်ရနော်ဖို့ကြီးဟိုမှာတီချေတို့ခုနကယာမဆိုတဲ့ဟာလေးပါရင်နော်ဒါတိချေရတူတာဟိုမောစနဲ့ရေးရမလို့เนาะဒီလိုအေးမရေးအောင်เนาะဆိုတော့ဒါဆိုရင် तू อ่ะ Fuji San ဖူချီဆန်လို့ဖြစ်သွားပါမယ်။ Okay ဆန်ကဆန်ဆိုရင်နော်ဆန်ဆိုရင်အုံယုံမိအတန်ထွက်ကစကလုံးတစ်လုံးလုံးနဲ့ပေါင်းမှသူကအဓိပ္ပာယ်ရှိပါမယ်။သူတယောက်ထဲနေလို့သူကအတိတ်ပဲမရှိဘူးပေါ့နော်အဲ့တော့ကြောင့်ဒီချေတို့ကဖူချီဆန်းပဲဖြစ်ဖြစ်အာတခြားပေါ့နော်နာမည်တခုခုနောက်မှာဒီဆန်းပါမှာဒီချေတို့ကအတိတ်ပဲရှိမှာဖြစ်ပါတယ်ပြီးနော် သူယာမအတိုင်းပဲဆိုတော့ယာမလို့ပြောလို့ရတယ်တကူနဲ့ပေါင်းတော့မယ်ဆိုရင်တော့ဒီ cherry sun ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဒီ fuji yama လို့လည်းပြောလို့ပြောလို့ရတယ်ဘောနော်ဒါပေမဲ့ကိုယ်က sun ကိုသုံးကျင်နေဆိုရင်တော့ဒီတကူခုနဲ့ပေါင်းပြီးမှ cherry တွဲလို့ရမှာဖြစ်ပါတယ်အဲ့ဒါတော့ဒီ cherry ဒီ now lesson နေမှာတွဲလုံးမှန်နည်းတွေပါလာပါမယ်ပေါ့နော်တွဲလုံးမှန်နည်းတွေမှာဆိုဒီ cherry အသေးစိတ်လေးလာကြည့်လို့ရပါတယ်ကေဆိုတီချယ်တီနံပါတ်1ခန့်ကြီးလေးကိုရင်းနှီးတော့ကြည့်အောင်ဖန်နီလဲတည်သွားပြီ အတန်ထွက်လဲတည်သွားပြီဆိုရင်ဒီ share ကိုအာရင်းနေလေးသွားကြည့်မှာနော်ဆိုတော့ဒီမှာဆိုရင်အကွက်လေးကအရန်သေးတယ်ပေါ့နော်သေးတဲ့အတွက်ကြောင့်ဒီ share ကဒီအာကြီးကြီးမြင်အောင် share လုပ်ပေးမယ်နော်ခဏလေးတို့ပြန်မြင်ရပြီလို့ထင်ပါတယ်ချက် PDF ဖိုင်နေနဲ့ download ဆက်လိုက်ပါလေပေါ့နော်ခေတ်ဆော့တီရှယ်ခုနကပြန်သွားမယ် format တီရှယ်ချင်းမြင်ရတော့နော်ပြီးကောင်းသွားပြီနောက်မှဆိုရင်ပြပြတ်တယ်ကွတင်ရခေတ် Okay so teacher ကိုဆက်ကြည့်မယ်နော်။ဒါပုံလေးရယ်ကြည့်ကြည့်မယ်။ဒါပြီးရင် teacher ကို exercise တွေဖြည့်ကြည့်မှာနော်။ Okay စိတ်မပူနဲ့နော်။စိတ်မပူနဲ့ဖြည့်ကြည့်နေမှာဆိုလို့ Okay so teacher ကိုဇွန်ချက်ပေးမယ်။ So okay အကြီးဆုံးမြင်ရပါနော်။ဆက်ကြည့်မယ် teacher ကိုဒီရင်းနှီးကိုကြည့်ရမယ်။ Okay ရင်းနှီးကို teacher အနက်လေးနဲ့ရေးကြမယ်။ဒီ light ကြီးကြည့်ပါနော်။ teacher ပြောနေတဲ့အချိန် light နေနော်။ အရင်ဆုံးတစ်ချက်စပြီးတော့စတင်ပြီးတော့ဗောနော်ရင်းနီအသေးစိတ်ကိုအချက်ပြပြပေးမယ်သူကလည်းပြောထားရေးဗောနော်ပထမဆုံးတစ်ချက်နေတဲ့တစ်ချက်ဒီတစ်ချက်လေးကိုရင်းသွားမယ်။သွားတဲ့အနေအားမှာโอเคအအပေါ်ကနေဗောနော်တခြားကြည့်မယ်နော်အပေါ်ကနေအောက်ကိုတစ်ချက်ဆွဲပြီးပါလိုက်ကြည့်ပါပြပြလားโอเคပြပြထမိုင်းနော် ပြပြဆိုရင်ဒီဘက်ကဗောနော် တစ်ချက်ဆွဲပါတော့မလွတ်ဖဲနဲ့နော်မလွတ်ဘူးနော်ဒီဘက်ကိုတွားလိုက်ပါဒါဆိုတစ်ချက်နောက်ကနေဒီလိုဆွဲလိုက်ပါဒါလေးဆိုရင်ယာမဆိုရဲစကလုံးတစ်ခုရသွားပြီဖြစ်ပါတယ်ပြန်ရေးပြပါမယ်တခြားလေးလိုက်ကြည့်ပေးပါခမဆောင်တစ်ခါအပေါ်ကနေအောက်ကိုဆွဲမယ် okay the chat မလောက်ဘူးနော်မလောက်ဘူး the chat တကယ်တော့လေဒီလားตลาดลีเซบิตูเทียปုံได้เพียงดิเชซวยนี่ได้เซบิดิเชอ่ะลีมาวส์เนี่ยซวยอ่ะคือตึกอ้าไม่อยากอเปญมาตายรีบย้ายไล่ขึ้นเนี่ยตะยายาดิเชอเซนเปียงลงไปเนาะดูรีซวยมั้ย အေးဟုတ်တယ်ဒီလိုလေးအဲဒီဒီဒီရမလေးအတိုင်းရင်းမယ်အရှိရတို့ဒီရအောက်အောက်အောက်ရှော်လို့ဆိုပြီးလမ်းမရှော်ရနဲ့နော်တကယ်အမှန်မဟုတ်ဘူးနော်အဲဒီချေမောက်စ်နဲ့ရင်းနေဖြစ်နေ